ောကမှာသိပ္ပံပညာနဲ့မဖြည့်ရှင်းနိုင်တဲ့ထူးဆန်းတဲ့ကိစ္စတွေများစွာရှိပါရဲ့စိတ်ဆွမ်းပညာရှင်တွေကဒီလိုຢာတွေကိုကင်တွယ်ပါရင်ရီဂန်ကမကောင်းဆိုးဝါးနေနေတဲ့ရုံကန်ဖွင့်ပြီးလလော့စေတော့ဟန်နာကိုဆိုတဲ့အလုလာအတဲ့သူနဲ့စကားပြောနေပါရဲ့ဟန်နာကိုရဲ့ရည်စားတာတို့ကတော့ရီဂန်ကိုမယုံမဲ့အလိညာလို့ထင်နေပါရဲ့တရေ၆ရက်တက်ကိုသွားကြည့်ရဆက်ဆချင်းမှရင်လွဲပါပြီတိုင်မာပြီးအနက်နေထွက်တဲ့ဘာညာနဲ့ရှောက်ဖုံးနေလို့ပါဘီနာကနေဖြတ်သွားတဲ့ဖင်ပုံစံမီးစင်းတဲ့လူကိုလေရီဂန်ကအဲ့ဒီလူကမကောင်းဆိုးဝါးဘာညာနဲ့ရှောက်ပြောနေပါသေးတယ် တိုက်ထဲဝင်သွားတော့အစကတရေတွေးပြီးတင်းနဲ့တကယ်တော့ရေဂန်ကပိုးဟတ်တွေကိုကြောက်လို့မျက်နှာသားပြောင်းသွားတာပါအဲဒီနောက်တကယ်တရေကရောက်လာတော့ရေဂန်ကသူ့ရဲ့အထူးတိုက်ခွက်ဖြစ်တဲ့စားဖြန့်တိုက်ခွက်နဲ့ဝင်တိုက်ခိုက်လိုက်ပါတယ်ဒါပေမဲ့တန်းစင်ထားတဲ့စားတွေမဟုတ်ပဲတာမန်စတိုးဆိုင်ကစားတွေဖြစ်နေရကြအသုံးမဝင်ပါဘူးရေဂန်ကသူ့ရဲ့လက်နက်ရှိတရေဆိုပြီးကြောင်းသားလေး mob ကိုမကောင်းဆိုးဝါးရှိနေရဆိုပြီးဖုန်းဆက်ခေါ်လိုက်ပါတယ်သူတို့ကမကောင်းဆိုးဝါးကတော့ပြန်ဆောင်နေရသေးတယ်ဘော့ကရောက်လာပြီးအလယ်တန်းကျောင်းသားဖြစ်နေတော့တရေကတော့အထင်သေးနေပါရဲ့ မောကလက်ကနေစွာတစ်ချက်ပြစ်လိုက်တာတရေကအငွေ့ဖြစ်ကပျောက်သွားပါပြီ။သူက တကယ်စိတ်ဆောင်ရပညာရှင်ဖြစ်ပြီးဝေခန်းတဲ့ဘက်ပါ။ဒီဇလန်ရဲ့အဓိကဇက်ကောင်လည်းဖြစ်ပါရဲ့။မပြန့်ခင်ဒီလိုကိစ္စအသေးဖွဲလေးတွေအတွက်ကျွန်တော်ကိုမခေါ်နဲ့လို့ပြောတော့ပါသေးတယ်။မောကလောကအဖြစ်တနာရီကိုရန်သုံးရရပါရဲ့။သူကတော့ဒီထက်အဆင့်မြင့်တဲ့မကောင်းဆိုးဝါးရင်နဲ့ရင်ဆိုင်ခြင်းပေမဲ့ရီဂန်ကသွားတော့ကမကောင်းဆိုးဝါးတကယ်ထွက်လာမယ်လို့တော့မထင်ခဲ့ပါဘူး။ဒါပြင်မောအနေနဲ့အပြင်မှာစွာရီကိုအန်ဒီယန်ဖြစ်အောင်သုံးပါလို့ရီဂန်ကိုဂရိပေးထားရတယ်။ မော့ပေါက်ကဲမှုဖြစ်ဖို့22ရာခိုင်နှုန်းလိုသေးပြီးအိမ်မှညစာစားတော့အစွမ်းကုန်မထိန်နိုင်ပဲဇွန်ကြီးကကွေးသွားရပါတယ်။မော့မှာ result ဆိုတဲ့ညီတယောက်ရှိပြီးတော့သူကတော့ကြောင်းမှစတော့ပါတယ်။ဒါပေမဲ့မော့နဲ့ညီကိုစိတ်ရှိသူဖြစ်ပါရဲ့။ဟင်းကမွေးကြိုင်မျိုးစားလေတဲ့အကြောင်းမှာမော့ကတက်နေရဖြစ်ပြီးစူဖုံမိဆိုတဲ့ဆော်လေးကိုလည်းကြွေနေရပါ။မော့ဖာစာသင်ခန်းထဲမှာအိမ်နေလို့စာမီးခင်ရရင်လည်းစာမရပါဘူး။ဒါကြောင့်တခြားသူတွေကလှောင်တယ်လို့ဘောလုံးကန်တော့လေအမြဲတမ်းပဲမော့ဟိုက်နေပါတယ်။ ကျောင်းဆက်တော်ရီဂန်ကအလုပ်ကိစ္စအတွက်ကားကိတ်ကိုလာဖို့ဖုန်းဆက်တယ်။ဘော့ဘ်စွာပောက်ကဲမှုဖြစ်ဖို့25ရာခိုင်နှုန်းလိုပါသေးတယ်။အဝေးပြေးလာမဘေးကဟွာနိုက်ဆိုတဲ့လှိုင်ကောင်းထဲမှာတရေ6တာကျော်တော့သွားကြည့်ရမှာဖြစ်ပါတယ်။လွန်ခဲ့တဲ့နှစ်30ကလူ20မှာကဒီလှိုင်ကောင်းကြီးရဲ့မှာတည်သွားကြပြီးသူတို့ဟာအမုန်းတရားရင်နဲ့အတူကြံရှိနေတာဖြစ်ကောင်းဖြစ်နိုင်ပါရဲ့။ကားပေါ်ဟာဆင်ပြီးလှိုင်ကောင်းထဲဝင်တော့ရီဂန်ကကြောက်လို့ပြန်ပြေးထွက်လာတယ်။သူကမော့ဘ်ပါနောက်ကနေလိုက်လာတဲ့အချိန်ပဲမော့ဘ်ကအပြင်ဘက်မှာဖွဲစိတ်တန်းအောင်ကြည့်ရင်းကြံခဲ့တာပါ။ ။ဘော့ကဒီလိုင်ကောင်းကနေကြီးမားတဲ့မကောင်းဆိုးဝါးငွေသက်ကိုရားနေပါရဲ့တဲ့။အထဲကိုရောက်တော့ရီဂန်ကအသေးစားကောင်လေးတွေကိုမင်းနေနေလိုက်ဆိုလို့မော့ကပါဝါရင်လေးပစ်ကတရေအသေးစားတွေကိုစတင်ပစ်ခတ်ပါရဲ့။ရီဂန်ကသူ့ဟာမော့ထက်အစွမ်းကြီးတယ်လို့ပြောနေရင်ပဲအခုထိတာမန်လူထက်ထူးခြားတာဘာမှမတွေ့ရသေးပဲမော့ကိုဟိတ်ဟန်နဲ့ခိုင်းနေရပဲတွေ့နေရပါရဲ့။ရီဂန်ကတရေကောင်းဆောင်အောင်တွေ့ပေမဲ့သူကတော့နဗန်းသမားကဘလို့လုတ်ပြီးဒီမှာလာလေးချင်းနေရလဲလို့အောင်ထင်နေပါရဲ့။ဆိုင်ကယ်သမားတွေအုပ်စုလိုက်စီးနင်းလာကြရင်ရှေ့ဆုံးကကောင်းဆောင်ကငါပြောသည့်တက်နေမိရင်ဆိုင်ကယ်အမှောက်သွားပါလေ ကျန်တဲ့စက်ကလေးပါဝင်တိုက်ပောက်ကွဲပြီးအကုန်တည်ခဲ့ရတာပါအဲ့ဒီငါပြောသည့်နင်းမီးရဲ့သူကအခုတရေကောင်းဆောင်မှာပဲကျိန်းစာဖြစ်နေတဲ့ကျူးကျော် secret အကွက်နဲ့တရေကောင်းဆောင်ကတိုက်ခိုက်ပေမဲ့ရီဂန်ကဘာမှမဖြစ်ပဲစားရီလက်ထဲထဲကစားလက်သေးဆိုပြီးထိုးထက်လိုက်တော့တယ်ဒါပေမဲ့တရေကမနာပါဘူးဝေါ်ပလိုက်မှာတရေကတသေးလေးဖြစ်သွားရတယ် လိုင်ကောင်းဆုံးမှရှိရဲ့ feeling နဲ့ရှင်သူတို့ကဘာမှမဟုတ်တဲ့အကြောင်းသူခိုင်းလို့သာ6လရရီလောက်တာဖြစ်ကြောင်းရှင်းပြပါရင်ဘောက်ကလည်းမကောင်းဆိုးအငွေ့သက်ပြောင်းမသွားသေးတာကြောင့်တွားကြည့်မလို့လုပ်ပြီးတရေကတော့ဒီကလေးကမနိုင်နိုင်လောက်ဘူးအဲ့ဒီတရေကဒီမှာနေလာတာနှစ်ရာချီနေပြီလို့ပြောလာတယ်။ဘောက်ကလိုင်ကောင်းဆုံးကအကျန်းဆုံးမကောင်းဆိုးဝါစီကိုတွားပြီးအစနပြအောင်လှုပ်ပစ်လိုက်ပါရင်အဲ့ကောင်ကအဲ့လောက်ဆွမ်းလည်းမရှိပါဘူးလို့ဆိုလာတယ်။ဘောက်နေနေပေးလိုက်တာကြောင့်တရေလေးတွေဟာအထင်းချုပ်မရှိပဲဘဝအစ်စ်ကိုကူးပြောင်းသွားနိုင်ပါပြီ။မော့ဆွာပေါက်ကဲမှုဖြစ်ဖို့29ရာခိုင်နှုန်းလိုပါ။ ဒီမားရဲ့အပိုင်း၁ကပြီးဆုံးတော့ပါတယ်။ဘော့ဘဟာအလယ်တန်းကျောင်းဒုတိယနှစ်တက်နေရပါ။ရီဂန်ရဲ့စိတ်ဆွမ်းအားရှင်အလုံးမှာမော့ဖ်ကတနားရန်300ရပါတယ်။အခုလဲ80 block website တွေသုံးပြီးခင်မီရဲ့ဂျင်ဇာတစ်မျိုးနဲ့ညာဘက်ပကုန်းကို၄နေအောင်ဂျင်ဇာတိုက်ခတ်ထားရတယ်လို့အမှုတွေတရားကိုဂျင်းထဲနေပါတယ်။နှိပ်ပေးလိုက်ပြီးရဲ့နောက်အမှုတွေကတော်တော်လေးဟိုမှာပေါ်ပါသွားတာပါ။မိနစ်40အနိုင်ခံကက3800ရန်ကျပါတယ်။မော့ဖ်ကနှိတ်ခလို့ပြောနေလို့ဂျင်ဇာရှင်းပေးကလို့ပြောရတဲ့ဟာဆိုပြီးရီဂန်ကတင်ပေးနေရပါတယ်။ ကျောင်းမှာကိုစိတ်ဝင်စားတဲ့နေပယ်လိုက်အတင်းပွဲများစွာရှိပြီးတော့တိုမီကတော့စိတ်ဆွာရှင်များအတင်းရခေါင်းဆောင်ပဲဖြစ်ပါတယ်။တပွဲကိုအနည်းဆုံး9ရောက်ရှိမှအဖွဲ့ဖွဲ့ခွင့်ပြုလာကြအခု4ရောက်ပဲရှိရမလို့တိုင်ပတ်နေတာပါ။ကျောင်းသားကောင်းစီကောင်းဆောင်တိုကူကာဝါကတောက်ကြနေအမီအဖွဲ့ဝင်တင်မရှာနိုင်လို့ဆိုရင်အဖွဲ့ကိုဖျက်သိမ်းပြီးအခန်းကိုတခြားအတင်းသုံးပြုကိုတတ်မှတ်ပြီးတော့မှလို့ဆိုလာပါတယ်။နေ့ရက်ပဲချိန်ရတာကြောင့်အတင်းနဲ့ဝင်မှုအဖွဲ့ဝင်တင်လိုက်ခေါ်ပေမဲ့အများစုကကျောင်းတောင်တောင်အတင်းဆိုပြီးမဝင်ကြညပါဘူး။ ဒါကြောင့်ဘာအဖွဲမှလည်းမဝင်ရသေးစော်လည်းမရှိဘော်ရလည်းရှိပုံမရအလုပ်လည်းမရှိတဲ့ mob ကိုအသင်းဝင်မခေါ်လာပါဗျ။တိုမီကသူ့အသင်းကလူရင်းနဲ့မိတ်ဆက်ပေးခဲ့ပြီး mob ဟာအเจ้าမှနာမည်ကြီးဆိုတာသိခဲ့ရပြန်ပါတယ်။ဇုံးတွေကိုကိုင်းနိုင်တယ်ခဲပြတ်တွေကိုရွေးအောင်လုပ်နိုင်တယ်။ mob ကရေဂန်စီကိုဖုံးဆက်ကအဖွဲထဲဝင်ရမလားမဝင်ရဘူးလားမေးပါတယ်။ရေဂန်ကသူ့အလုပ်ပြတ်မှကြမဝင်ခိုင်းပါဘူး။တိုမီကဖုန်းကိုယူပြောပြီးစကားများကြတဲ့အပြင်သူ့အဖွဲအဖြတ်ခံရအောင်ဆိုပြီးတိုမီကတော့ငိုပါပြီ။ ငိုနေတော့အဖွဲထဲဝင်လာရတော့မလားမော့ကစိတ်ရိုင်တော့ရင်မဲ့ဒါကဟန်ဆောင်နေတာအကွက်ထဲမဝင်သွားစေနဲ့လို့ရေဂန်ကပြောလာပါရင်အဲ့နောက်စဉ်းစားပေးမယ်လို့မော့ကပြောပြီးရေဂန်နဲ့အတူចောင်းသူ့လိုဝစ်ဆင်လာတာပါသူတို့လည်းလောလောဆယ်မဲ့နေရာကအမျိုးသမီးចောင်းမှာမဟုတ်လို့ခုလိုဝစ်ဆင်လာရတာဖြစ်ပြီးခေါင်းမိုးထက်ကိုသွားတွေ့ရပါမယ်ဒါဝင်မဲ့ចောင်းပေါ့ဝါမှာရေဂန်ကိုမိန်ကလေးလိုဟန်ဆောင်လာတာအဆောင်နေရာတည်ပြီးဖန်ထားလိုက်ကြပါရဲ့မော့ကကြာမိန်ကလေးလိုပဲထင်ပြီးလှုပ်ပေးလိုက်တယ်ခေါင်းမိုးတက်စီရောက်လာတော့အလုရှင်နေဖြစ်တဲ့ချီဟီရိုနဲ့မာရီကိုတွေ့သွားပါပြီ ကျောင်းသူတွေရဲ့ပစ္စည်းတွေစက်တိုက်ပြောင်းနေတယ်လို့ထူးဆန်းတဲ့အတန်တွေလည်းစက်တိုက်ကြားနေရပါတယ်။ပြောရမယ်ဆိုရင်တော့တရေချောက်တယ်ပေါ့။သူကယောက်ျားလေးမှဟော့ကိုတိပင်မဲ့ပုံစံကိုကြည့်ပြီးတကယ်အားကိုးလို့ရောရပါမလားတန်တဲ့ရဲ့ဝင်နေကြပါတယ်။အင်တာတွေကကောင်မလေးတယောက်ကတကားကနေတရားရောက်ကြည့်နေရဆိုပြီးအော်ဟစ်လိုက်ပါတယ်။တရေရှိနေတဲ့အားကစားခန်းမကိုမော့ကအပြင်ဘက်ကနေဝင့်ညိထားတဲ့နေနဲ့တားလိုက်ပြီးအထဲမှာအနတ်ခန္ဓာနာဝါကပေါ်လာပါတယ်။မော့ကိုထိုးတာမော့ခန္ဓာကိုနဲ့ထိတော့သူ့လက်တစ်ဖက်က လောင်ပြီးတိုးသွားပါတယ်။ ကျောင်းသူတယောက်ကိုတစားခံလုပ်ဖို့ခေါ်ခံနှီးမှာပဲမော့ကလက်နဲ့အပိုင်းပိုင်းဖျက်လိုက်တာကြောင့်မကောင်းဆိုးဝါးကပေါက်ကွဲပြီးလစ်သွားပါပြီ။နောက်နေ့တိုမီစီသွားပြီးတိုမီကအသင်းဝင်ဖောင်ဖြစ်ဖို့မော့ကိုပေးနေတော့မှာပဲတိုဂူကာဝါကခန္ဓာကိုယ်ဖွံ့ဖြိုးရေးအသင်းစီဒီအခန်းကိုပေးလိုက်ပြီးဖြစ်ကြောင်းလာပြပြပါရယ်။အဲ့ဒီဖွဲကထောင်ထောင်မောင်မောင်နဲ့လူတွေပါပါလာတာပါ။တိုဂူကာဝါကမော့ကိုဘာဝန္ဒနာပါလဲမေးတော့မော့ကသူ့အချစ်ဆုံးဆိုဘူမီကိုဖွံ့ဖြိုးနိုင်ရမယ်။ပြီးရင်တော့အိမ်ကိုလမ်းတူလျှောက်ပြီးပြန်နိုင်ရမယ်လို့ပြောလာတယ်။ဖားရီကိုလေထဲမြောက်ပြတယ်။ တန်ကျိုးတွေကွေးပြတာကိုဆူဘူမီကစိတ်ဝင်စားပဲအပြေးပြန်ဝင်မှနိုင်သွားတဲ့အကီယာကိုပဲစိတ်ဝင်စားသွားတယ်။ဒီလိုမျိုး mob ကတွေးမိပြီးတိုမီရဲ့စိတ်ဆွမ်းရံဖွဲ့ရဲမဝင်တော့ပဲခန္ဓာကိုယ်ဖွံ့ဖြိုးရေးတင်းနေပဲဝင်လိုက်ပါတော့တယ်။မော့ဆွာအပောက်ကွဲမှုဖြစ်ဖို့က40ရာခိုင်နှုန်းအလိုပါ။ဒီမာရင်အပိုင်းနှစ်ကပြီးဆုံးတော့ပါတယ်။ခန္ဓာကိုယ်ဖွံ့ဖြိုးရေးအဖွဲ့နဲ့အပြေးလေးခြင်းကလုံးနေတော့ mob ကသွေးရနေပြီးမိလဲတော့ပါတယ်။ခန္ဓာကိုယ်ဖွံ့ဖြိုးရေးကောင်းဆောင်မူစာဟီကတော့အခန်းကိုတိုမီတို့အဖွဲ့ကိုပဲဆက်သုံးခွင့်ပြုလိုက်ပါတယ်။ ဒါပေမဲ့အလေးမားတဲ့ဂျင်းပစ္စည်းအချို့ကိုတော့အခန်းထဲမှာထားထားရပါတယ်။ဘော့ကအလေးရုံးလေးတွေကိုစိတ်နဲ့မှပြီးလေထဲမှာလှည့်ပြလိုက်တော့မှတူမီကအံ့ဩသွားသလိုအထင်လဲကြီးသွားရပါတယ်။ဘော့ကစောကြည့်အောင်အလေးမားချင်တာဆိုပေမဲ့တူမီကတော့နေ့ရက်စိတ်ဆွမ်းရမ်းနေတာဆိုရင်စော်လေးတွေရဲ့စိတ်ကိုဖတ်ပြီးသူတို့အကြိုက်လုပ်ရမယ်လို့အကြံပေးလာပါတယ်။အပြန်လမ်းမှာစိတ်ပြက်ပြီးရှောက်လာနေတော့ Airbus ပိုင်းမျက်နှာဖုံးနဲ့အမျိုးသမီးတစ်ယောက်ကမြေအောက်ခန်းမှာဖွင့်ထားတဲ့သူတို့ရဲ့အမုန်းကြီးရဲ့အဖွဲစီကိုခေါ်တော့ပါတယ်။အဲကသူတွေကလည်း Airbus ပိုင်းမျက်နှာဖုံးနေနေပါ အဲ့ရဲမှာသူ့ခန်းထဲကမက်ဆာဒိုဆိုတဲ့ကောင်မလေးပါရှိနေပြီမကြခင်မှာပဲဒင်ဘယ်ဆိုတဲ့အဖွဲ့ကောင်ဆောင်ကရောက်လာပါတယ်ဒင်ဘယ်တက်လာတဲ့အောက်ကလူတွေကပလင်းကြီးတောက်လျှောက်ကိုရည်နေကြတာပါဒီနေ့မှအသေးရောက်လာတာကတော့မော့မက်ဆာဒိုနဲ့အဖိုးကြီးတယောက်ဖြစ်ပါတယ်သူတို့သုံးယောက်ကတော့အခုထိမရည်ကြသေးဘူးဒါကြောင့်အပြိုးမျက်နှာဖုံတက်နေတော့မက်ဆာဒိုကဒီဘာသာရေးအဖွဲ့ထောင်လာတာတလပဲရှိသေးတယ်တလရင်းနဲ့ဒီလောက်လူအများကြီးကိုဆွဲဆောင်ထားတာမဖြစ်နိုင်ဘူးဒီလိုမျိုးပြောပြီးကင်မရာရည်နဲ့ပါထုတ်ရိုက်နေပါတယ်သူကအเจ้าရဲ့သတင်းဖွဲ့ရဖြစ်ပါတယ် ခုနဘိုးကြီးကမျက်နှာဖိုးဝက်ပြီးနောက်လောဝပျော်ရွှင်ပြီးပြုံးဤနေတဲ့ဖြစ်စီကိုကူးပြောင်းသွားပါတယ်မေဇာတိုကလည်းမနဖုံးဆွလိုက်တာပြုံးတော့ရင်ပဲပုံမှန်တိုင်းဖြစ်နေတာက mob တယောက်ပဲကြံမာတော့မယ်။နှုတ်တော့ပြန်ပြီးရည်ရဲသူကအရှုံး mob ကနိုင်ရင်အိမ်ပင်ရမယ်လို့ဒီဘယ်ကစိန်ခေါ်လာတယ်။ mob ကနွားနှုတ်ကြိုက်တဲ့သူဖြစ်တာကြောင့်ဒီစိန်ခေါ်မှုကိုလက်ခံလိုက်ပါတယ်။ဒါကြောင့်အပြုံးခေါင်းဆောင်နှစ်ယောက်နဲ့ရှင်ပြီးနှုတ်ပြန်တော့တာကြံတဲ့နှစ်ယောက်ကရှိပေမဲ့ mob ကလုံးဝမရှိပါဘူး။ဒါကြောင့်ခေါင်းဆောင်ဒီဘယ်ကိုယ်တိုင်ပြန်တော့မယ်ဆိုပြီးတောက်တော့လဲ mob ကမရှိသေးပါဘူး။ တခြားသူတွေရှင်နေရတာကလည်းတေဘယ်ကစိတ်ညှို့ဆွမ်းအားနဲ့လှုပ်ထားတာကြောင့်ပါအခုတော့တေဘယ်ကစိတ်ညှို့ဆွမ်းအားဆွမ်းကုန်ထုတ်တော်မီမော့ကိုကြီးအောင်လှုပ်တော်လည်းမရပါဘူးမော့ဆွမ်းအားပုံကွယ်မှုဖြစ်ဖို့88ရာခိုင်နှုန်းအလိုပါတကယ်တော့တေဘယ်ကမကောင်းဆိုးဝါးဖြစ်ပြီးမူလပုံစံအမှန်ကိုပြောင်းလိုက်ပါပြီသူစိတ်ညှို့ထားတဲ့သူတွေအကုန်လုံးကိုအပြင်းနဲ့အမိတ်တော်မီမော့ကိုဝမ်းဖန်ခိုင်းပါတယ်လူပုံကြီးကမော့ကိုတက်ပြီကဖမ်းလိုက်ပြီးမော့ဆွမ်းအားပုံကွယ်မှု100ရာခိုင်နှုန်းကအဲ့ဒီအချိန်မှာပြေးသွားပါတယ်ရှင်းရှင်းပြောရရင်တော့မော့ကဒေါသထွက်သွားတာပေါ့ ေါက်ကွဲပြီးလူတွေပါလွတ်ထွက်ကုန်ပါတယ်။ဒီဘဲကဆွမ်းအားကုန်တီဖွင့်ပြီးဗလာကြီးကြီးနဲ့တိုက်ခိုက်ပေမဲ့ဘော့ကဒီဘဲရဲ့ခြေရည်လက်တွေကိုလက်တချောင်းပဲသုံးကဖျက်ပစ်လိုက်ပါတယ်။ဒင်ဘဲကနောက်ဆုံးအနေနဲ့ဗဇက်ကနေမကောင်းဆုံးဝါရောက်ကြီးနဲ့ပြစ်ပါတယ်။ဒါပေမဲ့မော့ကကျွန်တော်စိတ်ဆွမ်းအားရှင်ပါလို့ပြောပြီးဒင်ဘဲရဲ့နှစ်ဖူကိုလက်တချောင်းနဲ့တေးပြီးဖောက်ခွဲပစ်လိုက်ပါတယ်။အဲ့ဒီတော့မှစိတ်ညစ်ခံနိုင်ရတဲ့လူတွေကလည်းပြန်တရီရလာပြီးသူတို့မှတ်မိတာကတော့ဒင်ဘဲကမော့ကိုရီအောင်လုံနေတဲ့အထိပဲမှတ်မိကြပါတယ်။မော့ဆွမ်းအားပောက်ကွဲမှုဖြစ်ဖို့ကတုံညရခိုင်နှုံကိုပြန်ရောက်သွားပါပြီ။ နောက်နေ့မနေ့အိယာကနိုးလာတော့အစိမ်းရောက်မီးတော့လေးတစ်ခုက mob ကိုလာနှုတ်ဆက်နေပါတယ်ဒီမှာရင်အပိုင်းတော့ဟန်ပြီးဆုံးသွားပါတယ်